ဆိုပါလက်ကိုဒူရတောင်တိုက်ကွက်အစုံနဲ့ရှုံးကျွေးပြန်ဆက်ခဲ့တဲ့နာပြီးပရိသတ်များလုံးမဲမိလာဗျာသူမြောင်အိုင်ဘတ်ကွန်ရှီကိုအေဂျင့်ကနေပြန်လဲကြိုးစားလိုက်ပါတယ်လက်ရှိကျင်းပနေတဲ့1172မှာတော့နာပြီးအာနိုင်ဟာဆိုပါလက်ကိုအမတ်ပေးအစုံဖြတ်နဲ့အနိုင်ရရှိသွားခဲ့ပြီဖြစ်ပါတယ် ဒီပွဲဟာကနေဦးတို့ကဗတန်ဝိတ်ချန်ပီယံခပ်ဘက်ပေါင်းစည်းပွဲအဖြစ်ပွဲတည်ပေးခြင်းခံခဲ့ရပေမယ့်ပွဲမတိုင်ခင်မှာဆူပါလက်တီအောင်ဟိုင်ရေရှင်းတက်စ်မှာအောင်ခဲ့တာကြောင့်နန်းတိုက်တဲ့ဘောင်းအဖြစ်ပြောင်းလဲထိုးသက်သွားခဲ့ရတာဖြစ်ပါတယ်။ဒါဟာနမေးအတွက်နင်းနာခဲ့တဲ့ဆိုပေမဲ့လည်းတကယ်တမ်းသေချာတွေးကြည့်မယ်ဆိုရင်ဆူပါလက်နိုင်သွားခဲ့မယ်ဆိုရင်မများတတ်ဘူးဆိုတဲ့ဝေဖန်မှုတွေရှိလာနိုင်တာကြောင့်ချက်ထရီဘက်ကအခုလိုမျိုးစီစဉ်ခဲ့ပုံရပါတယ်။ဒီပွဲမှာနမေးဟာပွဲမတိုင်ခင်တုန်းကပြောခဲ့တဲ့အတိုင်းဆူပါလက်နဲ့ပွဲကိုတေချာလေးပြင်ဆင်လာခဲ့တာပေါ်လင်းထင်ရှားပါတယ်။ ပြမအချိန်တွေ့ဆုံစဉ်တော့အမားတွေကိုပြင်ဆင်လာခဲ့ပြီးအိစာကြည့်ခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။သုံးကြီးစလုံးမှာစူပါလက်တရားဘာမှတော့ပြန်လုံလို့မရခဲ့ပဲနဗီပြုသမျှညွှတ်ခဲ့ရပါတယ်။နဗီဟာအရင်လိုအရက်ရှိတာကိုအားပြုမကစားတော့ပဲ striking ကောင်းကောင်းနဲ့ကစားလာတာကိုမြင်တွေ့ခဲ့ရပါတယ်။သူရဲ့အမြင့်ခြေကံချက်တွေဒူးတိုင်းချက်တွေဟာခြေကံချက်ပြင်ကြီးကိုတော်တော်လေးအထိနာစေခဲ့ပါတယ်။စူပါလက်အနေနဲ့လက်ရည်ကျသွားတာကြောင့်လားဒါမှမဟုတ် champion ခပတ်ကိုလက်လုံဆုံးရှုံးလိုက်ရလို့စိတ်ထဲကြနေတာလားဆိုတာတိကျမသိရပါပဲ။တော်တော်လေးကိုကစားဖို့ဆွေးနွေးနေတာကိုမြင်တွေ့ခဲ့ရပါတယ်။ ။ဒါပေမဲ့ game plan ကပိုလုံးဖြစ်ခဲ့ပြီး Super Lane အနေနဲ့၃ချိန်စလုံးဘာမှချတိရရောက်ပြန်မလုံနိုင်ခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ပထမချိန်ဆက်ဆံခြင်းမှာ Super Lane ကသူ့ရဲ့ပုံစံတိုင်းအတင်းဝင်လုံးပြီးခြေကံချက်တွေနဲ့ဖြိုခွင်းဖို့စ조사ခဲ့ပေမဲ့နဘေးကလည်းခြေကံချက်တွေနဲ့ထောက်ထားနိုင်ခဲ့ပါတယ်။ Super Lane ကအကွာအဝေးတစ်ခုကိုထိန်းကစားဖို့စ조사လာခဲ့ခြင်းမှာတော့နဘေးကပြားပေးထိုးသက်ဖို့ပြန်လည်လုပ်ခဲ့ပါတယ်။ပထမချိန်ပြီးကန်ဒီမှာတော့နဘေးရဲ့ခြေကံချက်ဖျောက်လည်သည့် ဒုတိုက်ချက်အတွဲလိုက်ကိုစူပါလက်တယောက်ဘလုံးမှမခံနိုင်ပဲနော့ဒေါင်းကျကအမှတ်စဉ်ရေခံလိုက်ရပါတယ်ဒုတိယအချိန်မှာပဲနဘေးကပဲပွဲကိုဥဆောင်ထားနိုင်ခဲ့ပြီးစူပါလက်တယောက်ဘာမှဖြစ်ဖြစ်မြတ်မြတ်မလုပ်နိုင်ခဲ့ပါဘူးစူပါလက်အနေနဲ့နဘေးရဲ့အမြင့်ခြေခံချက်တွေကိုရှောင်နေရတဲ့နေ့တွေအချိန်ကုန်နေခဲ့ရပါတယ်နဘေးကလည်းစူပါလက်ကိုလက်ရက်ပြီးခေါ်ထိုးခဲ့တာကိုကြည့်ရင်သူ့ကိုယ်သူဘလောက်ထိယုံကြည်မှုရှိတယ်ဆိုတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်အဲနောက်နှစ်ယောက်သားပူးထိုးဖို့လုပ်ချိန်မှာနဘေးရဲ့ဒေါင်းရိုက်ချက်ကြောင့်စူပါလက်နှစ်ထင်ကွဲပါတယ် စူပါလက်လည်းအသေးပေါက်သွားပုံရပြီးခြေကံချက်တွေနဲ့ live ဖြိုခွင်းဖို့စ조사ခဲ့ပေမဲ့နမိတ်ကလည်းအရှောင်းတင်းကောင်းကောင်းနဲ့ကစားပြသွားခဲ့ပါတယ်။အဲဒီနောက်နမိတ်ဟာအမြင့်ခြေကံချက်ပေးတယ်မထင်ဖြောက်လက်သည်ကျွေးတယ်ဇာတိုက်ဆိုလိုခေါင်းကင်ဒူတိုက်အကွက်တွေတုံးလာခဲ့တာကြောင့်စူပါလက်တောင်ရှောင်းကျင်တော်မရပဲဒူတိုက်ချက်မှာအစ္စလာမ်မှာဝေသွားခဲ့ပါတယ်။နောက်ဆုံးချိန်မှာတော့နှစ်ယောက်သားထိန်းစားလာခဲ့ပါတယ်။အထူးသဖြင့်စူပါလက်ဟာအလဲထိုးနဲ့အရှုံးမပေးရအောင်လို့ရှောင်းကစားလာခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။နာမည်ဟာလည်းအလဲထိုးဖို့စ조사ခဲ့ပေမဲ့စူပါလက်ရဲ့တံပြန်ခြေကံချက်တွေဖြောက်လက်သည့်တွေကိုသတိထားနေခဲ့ရပါတယ်။ဒီအချိန်မှာစူပါလက်နည်းနည်းစာတက်သွားခဲ့တယ်လို့ပြောရမှာဖြစ်ပြီးစိုင်းထိုးပ ပြိုင်ထုံးလို့မရတော့ပူတော်ပြီးကလင်းချက်တွေယူဖို့စ조사လာခဲ့ပါတယ်။ပွဲပြီးကန်ဒီမှာနဘေးရဲ့မြင့်အခြေခံချက်တွေဟာတော်တော်လေးကိုကောင်းခဲ့ပြီးဆိုပါလဲတယောက်မာကုံမြင့်နေလို့သာမကြခဲ့တာဖြစ်ပါတယ်။ပွဲကြည့်ပြတဲ့အချိန်အနိုင်ရှုံးမပေါ်ခဲ့တာကြောင့်အမပင်းအဆုံးပြတ်ခံယူခဲ့ရမှာနဘေးကပဲ an anonymous decision နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ။လက်မယားဒီနိုင်ဝဲရွတ်တော်တော်လေးကိုဝမ်းသာပျော်ရွှင်နေပြီးပွဲအပီဒိုင်ကအနာရရှိကြောင်းကြေညာလိုက်တဲ့အချိန်မှာမြဝင်းနဲ့မှာမြဲအိနေနဲ့လဲပြီးတော့ကျေးဇူးတင်စကားကိုပြောဆိုသွားခဲ့တာမြင်တွေ့ခဲ့ရပါတယ်။ဒါအပြင်လက်မယားဒီနိုင်ဝဲအတွက်သူ့ရဲ့အကိုဖြစ်သူသူ့ရဲ့နေပြနဲ့သူ့ရဲ့မိသားစုအကုန်လုံးကိုကျေးဇူးတင်စကားဆိုသွားခဲ့တာဖြစ်ပါတယ်။ ဒါပဲပို့ပြီးလိုင်းစားစရာကောင်းတာတခုကနမေးဟာရမနာကာလာအတွင်းမှာဒီဘွဲကိုထိုးတက်ခတ်ရပေမဲ့ဆိုပါလက်ကိုအသာစီးထိုးတက်နိုင်ခဲ့တယ်လို့ရှုံးကျပါပြန်ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကလည်းပါပဲ။နောက်နေ့မှာလည်းအင်္ဂါစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ကြကြောင်းကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ။